ထိုင်းနိုင်ငံချင်းရိုက်ခိုင်မှာအော်တိုဘလ23ရက်နေ့တကောင်းရန်အချိန်မှာဗန်တစ်ခုအနီးမှာတွာလာနေတဲ့တန်တရာဖြစ်ပွဲအသက်35နှစ်အရွယ်တရုတ်နိုင်ငံသားတဦးကိုရဲကင်းလက်အဖွဲ့ကစတင်တွေ့ရှိခဲ့တာပါရဲတွေကစစ်ဆေးဖို့ချင်းကပ်ချိန်မှာသူကထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ချက်ချင်းပဲဖမ်းဆီးနိုင်ခဲ့ပါတယ်သူစီကနေ ADN ကအမြောင်များနဲ့ငွေလဲပြည်စာတွေကိုဖမ်းဆီးရမိခဲ့ပါတယ်ဒါပေမဲ့တကယ်ကိုတလုံးစရာကောင်းတဲ့တွေ့ရှိမှုကတော့သူ့ရဲ့ဟိုတယ်ခန်းကိုဆက်လက်ရှာဖွေခြင်းမှာဖြစ်ပါတယ် အဲ့ဒီအခန်းလေးကနေနောက်ထပ် ADI ကပ်ပေါင်း2059ကပ်ထိုက်ဘက်ငွေ9300ကျော်နဲ့ဘန်ကောက်အချက်လက်အမြောင်းများကိုထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်စစ်ဆေးမေးမြန်းချက်တွေအရာသူဟာ Lux ဆိုတဲ့ application ကနေတဆင့်တရုတ်အမျိုးသားတဦးရဲ့ညွှန်ကြားချက်အတိုင်းငွေထုတ်တာငွေလဲတာတွေလုပ်ပေးခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်နောက်မှုတစ်ခုမှာတော့ချင်းရဲ့မျိုးကနေလာအိုနိုင်ငံကိုပုဂ္ဂလိကကရီယာကုမ္ပဏီတစ်ခုကနေတဆင့်ဘန်စာအုပ် ADI ကပ်နဲ့စင်ကပ်တွေတရားမဝင်ပို့ဆောင်ပဲဆိုတဲ့သတင်းကိုရဲကကြိုတင်ရရှိခဲ့ပါတယ် အဲ့နောက်မှာတော့စောင့်ကြည့်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ရမှာဗန်ဆောက်34ကို ADN ကက်38ကက်နဲ့စင်ကက်39ခုကိုတင်းစီရမိခဲ့ပြီးနေဆက်မှာကားရက်နာဝန်ထမ်းလုပ်နေတဲ့ထိုင်းမျိုးသားတဦးကိုဖမ်းဆီးရမိခဲ့ပါတယ်ရဲမှုမှန်တော့ကဒီဖမ်းဆီးရမိမှုတွေဟာရာဇဝတ်အဖွဲ့အစည်းဘလောက်ကြီးမားတယ်ဆိုတော့ကိုပြသနေပါတယ်ဒီကွန်ရက်ဟာဗန်အကောင့်တွေနဲ့ကက်တွေကိုလာအိုနိုင်ငံကတရုတ်ကြားပြန်ဂိုင်းတွေစီကိုခိုးယူပို့ဆောင်ပြီးပြည်သူတွေကိုလိမ့်လည်ရမှာအသုံးပြုနေတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် ရဲမှုကနောက်ဆုံးအနေနဲ့ပြည်သူတွေကိုတတိပေးခဲ့တာကတော့ဒီပြည်ဟာချင်းအိမ်မှာပဲမဟုတ်ပဲတနင်္ဂနွေလုံးမှာလိန်လေခံနေရသူတွေအများကြီးရှိနေသေးတယ်ဆိုတော့ကိုပြနေပါတယ် SMS ကနေလိန်တာ social media ကနေလိန်တာမျိုးလက်ရမှုတွေကြောင့်ပြည်သူတွေရဲ့နှစ်နာဆုံးရှုံးမှုတွေဟာကြီးမားနေစေဖြစ်တယ်လို့ပြည်သူတွေလိန်လယ်မှုအနေအထားကနေကာကွယ်နိုင်အောင်အသိပညာပေးလုပ်ငန်းတွေအရှင်မြင့်လှုပ်ဆောင်သွားရမယ်လို့ပြောကြားခဲ့ပါတယ်